င်္ဂလာပါရှင်ရန်ကုန်ခေတ်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဘကိုးနယ်ရန်ကုန်တိုင်းစစ်စင်ရေးအတွက်ဘကိုးပောက်ကဖကိုဖွဲ့စည်းလိုက်ပြီးအထူးတိုင်းစစ်နာစစ်ကြောင်းကိုလွှဲပြောင်းတာတနိုင်ငံလုံးအထွေထွေထိုးစစ်တွေကျုပ်ပြင်နေပါတယ်။ရန်ကုန်မြို့နယ်က Beauty Land Hotel အခန်းမှန်900နဲ့မှာအမျိုးသမီးတဦးအပိုင်ပိုင်ခုတ်တဲ့အသက်ခံရပြီးလူသက်တရခံကို ဖမ်းမိတဲ့တဲ့တင်ပါဝင်ရန်ကုန်ခစ်တဲ့မနက်ခစ်တဲ့တွေကိုတင်ဆက်ပေးပါမယ်။ ထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ဘကိုးနယ်ရန်ကုန်တိုင်းစစ်စင်ရေးအတွက်ဘကိုးပောက်ကဖကိုဖွဲ့စည်းလိုက်ပြီးအထူးတိုင်းစစ်တနာစစ်ကြောင်းကိုလွှဲပြောင်းပူးပေါင်းလိုက်တယ်လို့အထူးတိုင်းစစ်တနာတိုင်းကိုကဲရေးမှုရဲဘော်အောင်ဆန်ရှားကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့က KNU တပ်မဟာတစ်နယ်မြေမှာဘကိုးခရိုင်ပောက်ကဖကနေဖွဲ့စည်းထားတယ်တိုက်ခိုက်ရေးစစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်မတော် အထူးတိုင်စစ်တနာရဲ့စစ်စင်ရေးကိုကဲမှုအောက်မှာတာဝန်ထမ်းဆောင်စီဖို့အတွက်လွှဲပြောင်းအနံပွဲအခမ်းအနားကိုကျင်းပခဲ့ပြီးဘကိုးခရံပကဖတာဝန်ခံရဲဘော်ဖြူပေါင်ကအထူးတိုင်စစ်တနာတိုင်းကိုကဲရေးမှုရဲဘော်အောင်ဆန်ရှားစီကိုဘကိုးခရံပကဖတိုက်ခိုက်ရေးစစ်ကြောင်းကိုလွှဲပြောင်းအနံပေးခဲ့လို့လည်းသိရပါဗျ။ဘကိုးခရံပကဖတိုက်ခိုက်ရေးစစ်ကြောင်းကို အမတ်တစ်စစ်စင်ရေးနယ်မြေအထူးတိုင်စစ်တနာရဲ့စစ်စင်ရေးကိုကဲမှုအတိုင်း ဝေါ်မြို့နယ်၊ကဝမြို့နယ်၊တနပ်ပင်မြို့နယ်၊ပဲခူးမြို့နယ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဖြစ်တဲ့အင်းတကောပကဖဖျားကြီး ပကဖနဲ့ပဲခူးမြို့နယ်ပကဖတို့ပေါင်းစည်းထားတဲ့စစ်ကြောင်းတစ်ခုဖြစ်ပြီး PDF တပ်ရင်းစစ်ကြောင်းစုဖွဲ့မှုတိုင်းလက်ယုံတပ်ဖွဲ့တွေကိုပြည်စုံအောင် စုဖွဲ့လေ့ကျင့်ပေးထားပြီးစစ်စင်ရေးအတွက်လည်းပူပေါင်းဆောင်ရနေပြီဖြစ်တယ်လို့လည်းအသိပေးထားပါဗါဒါအပြင်ခိုင်မာတဲ့စုစည်းမှုနဲ့ရှိနေတဲ့အရင်းမြစ်တွေကိုမျှဝေပြီး အကျိုးရှိရှိသုံးနိုင်ရင် လာမယ့်အထွေထွေစစ်ကိုအောင်မြင်အောင်ဆွဆောင်နိုင်မှာဖြစ်တယ်လို့ EAO PDF ပကဖတွေကိုရစုတစည်းတဲ့စူးစီးပြင်ဆင်နေကြတယ်လို့လည်းအထူးတိုင်းစစ်တနာအတိုင်းကိုကဲရေးမှုရဲဘော်အောင်ဆန်ရှားကပြောပါတယ်ရှင် joint operation command တစ်ခုတည်းအောက်မှာရှိအောင်တိစောက်နေပြီးပကဖတွေကို PDF အသွင်လေ့ကျင့်စုဖွဲ့တာကလည်းအထွေထွေစစ်တွေကြိုတင်ပြင်ဆင်မှုတစ်ခုဖြစ်တယ်လို့လည်းရဲဘော်အောင်ဆန်ရှားကထပ်မံပြောထားပါတယ်ရှင်။ ဒီတစ်ခါမှာတော့မြန်မာစစ်တပ်ရဲ့စစ်ရာဇဝဲမှုကျွလွန်မှုတွေအတွက်ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနိုင်မှုအဆုံးသတ်ရေးအရက်ဘက်အဖွဲ့တွေရ ेंजर တွေနဲ့မြန်မာလူမှုအဖွဲ့အစည်းတွေအားလုံးကတောင်းဆိုထားတယ်လို့ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးရုံးကသတင်းထုတ်ပြန်လိုက်ပါတယ်မြန်မာနိုင်ငံမှာလူခွင့်ရေးကာကွယ်သူ၃ဦးကဂျနီဗာမှာကျင်းပတဲ့အကြံ60မှာလူခွင့်ရေးကောင်စီအစည်းအဝေးနဲ့ညွှန်းအောင်မြို့ကုလသမဂ္ဂအထွေထွေညီလာခံမှာရ ेंजर တွေအခြေအနေနဲ့ပတ်သက်ပြီး တရားမျှတမှုရရှိစေရေးငြိမ်းချမ်းရေးဂုဏ်သိက္ခာနဲ့လူခွင့်ရေးတွေပြန်လည်ရရှိရေးအတွက် ကုညီဆောင်ရပေးဖို့တန်းတကအတိုင်းဝန်းကိုတောင်းဆိုခဲ့တာလည်းဖြစ်ပါတယ် Ranger အရေးလှုပ်ရှားနေတဲ့ Burmese Ranger Organization UK ဥက္ကဋ္ဌဖြစ်တဲ့ဦးထွန်းငင်က Ranger ဒုက္ခသည်စခန်းတွေက Ranger တွေအလုံးကတရားမျှတမှုကို လိုချင်နေကြပြီးလူမျိုးတုံးတပ်ဖြတ်မှုကနေလွတ်မြောက်လာသူတွေအတွက် တရားမျှတမှုရဖို့ကအရေးကြီးတယ်လို့လည်းဆိုထားပါဗျ။ဦးထွန်းခင် ဆိုသူဟာမြန်မာစစ်ကောင်းဆောင်တွေကိုတရားဥပဒေအရအရေးယူဖို့အာဂျင်တီးနားတရားရုံးမှာတရားစွဲဆိုထားသူလည်းဖြစ်ပါတယ်။ဒါအပြင်ဦးထွန်းခင်ကမြန်မာရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာတရားစီရင်ရန်ညရရဲ့နှောက်နှေးနေမှုအပေါ်ကိုလည်းစိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ကိုဖရန်ထုတ်တဲ့ကိစ္စရက်မှာ ICC တရားရုံးကအလင်းမြန်အရေးယူဆောင်ရွက်ခဲ့ပေမဲ့ မင်းအောင်လိုင်ကိုဖမ်းရန်ထုတ်ရေးအပါအဝင်မြန်မာနိုင်ငံအရေးကိစ္စတွေမှာ ICC တရားရုံးကနှောင့်နှေးနေမှုပေါ်ကိုဥထုံးကင်ကမေးခွန်းထုတ်ထားပါတယ်။ကုလသမဂ္ဂလူ့ခွင့်ရေးအကြီးအကဲကလည်းမြန်မာအရေးနဲ့ပတ်သက်ပြီး ICC တရားရုံးကိုလွှဲပြောင်းပေးဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုအချင်းချင်းတိုက်တွန်းထုတ်ဖော်ပြောဆိုထားပါတယ်ရှင်။ရန်ကုန်ကတဲ့တဲ့ဘောက်ကိုတက်ဆက်ပေးကြပါတယ်။ ရန်ကုန်မြို့လယ်ကောင် Beauty Land Hotel မှာအမျိုးသမီးတူအပိုင်ပိုင်ခုတ်ထစ်အသက်ခံရပြီးတရကန်ဖမ်းမိသေးဘူးလို့ဗဘဲဒန်မြို့နယ်ရဲစခန်းကနေသိရပါဗါအော်တိုဘာလ6နှစ်မနက်9:45မိနစ်အချိန်ခန့်ကဗဘဲဒန်မြို့နယ်အမှတ်7ရပ်ကွက်32လမ်းအထက် Beauty Land Hotel အခမ်းအမတ်900ရက်နှစ်မှာအမျိုးသမီးတူအပိုင်ပိုင်ခုတ်ထစ်တက်ဖြတ်ခံထားရတယ်လို့လည်းသိရပါဗါအဲ့ဒီအမျိုးသမီးရဲ့အလောင်းကို အခန်းအပြင်ဘက်မှာရှိတဲ့လေအေးပေးဆက်တင်ထားတဲ့စင်ပေါ်မှာအမိုက်အိတ်အပြာနဲ့ထုတ်ပိုးတင်ထားခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိအချိန်ထိတက်ဖြတ်သွားတဲ့တရခန်းကိုဖမ်းမမိသေးဘူးလို့လည်းဗဘဲဒန်းမြို့နယ်ရဲစခန်းကပြောကြားထားပါတယ်။လက်တလုံးမှာအသက်ခံရတဲ့အမျိုးသမီးရဲ့ကိုယ်ရေးရာဇဝင်ကိုလည်းစုံစမ်းနေဆဲဖြစ်ပြီးဒီအမှုအတွက် CID အပါအဝင်အဖွဲ့ပေါင်းစုံပူးပေါင်းစုံစမ်းနေတယ်လို့လည်းသိရှိရပါတယ်။ရန်ကုန်ခေတ်သစ်သတင်းဌာနကရန်ကုန်မြို့လယ်32လမ်းအထက်ဘက်လောက်မှာရှိနေတယ်။ beauty land hotel စီကိုဖုန်းဆက်သွယ်ကလူတက်မှုကြောင့်မေးမြန်းရမှာတော့မအားသေးဘူးဆိုကဖြေဆိုခြင်းမပြုဘဲဖုံးချသွားခဲ့ပါလိမ့်ရှင်။တနင်္သာရီတိုင်းတဲ့တဘောကိုကြည့်အောင်ပါ။တနင်္သာရီတိုင်းရေဖြူမြို့နယ်မှာစစ်ကြောင်းထိုးမီးရှို့နေတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ခဲ့ရမှာ73ဟာတေသွားပြီးစစ်သားအလောင်းတွေကိုနေရင်တဲထက်ကမီးရှို့ဖျောက်ဖျက်သွားတယ်လို့ဒဝဲခရံတပေါင်းစုကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ စတင်ဘာလ28ရက်နေ့ကရေဖြူမြို့နယ်အတွင်းကိုဝင်ရောက်လာတဲ့အင်အား200ကျော်ပါအကြမ်းဖက်စစ်ကြောင်းဟာဘကောဆုံရွာကို ရောက်ရှိလာပြီးရွာသားတွေကိုဖမ်းဆီးတာလူနေအိမ်တွေကိုဖမ်းဆီးတာနဲ့ရွှေငွေနဲ့လက်ဝတ်ရင်းနာတွေကို ယူဆောင်တာတွေကိုလွတ်ဆောင်ခဲ့လို့လည်းသိရပါဗါတယ်။အဲဒီလိုဘကောဆုံရွာကိုဝင်ရောက်စီးနင်းပြီးရနောက်မှာစတင်ဘာလ29ရက်နေ့မှာအဲ့ဒီစစ်ကြောင်းဟာဝက်ချောင်းရွာကနေတဆင့်ခမောင်းချောင်းရွာကို ရောက်ရှိလာပြီး လူနေအိမ်တွေနဲ့ဈေးဆိုင်တွေကိုဖျက်ဆီးပြီးဈေးဆိုင်အတွင်းကပစ္စည်းတွေကိုထပ်မံယူဆောင်သွားတယ်လို့လည်းသိရပါဗျ။ဒါအပြင်စက်တင်ဘာလ30နေ့မှာတော့အကြက်ဖက်စစ်ကြောင်းဟာဧကနိယွာအနီးကိုရောက်ရှိလာစေမှာ ကာကွယ်ပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါဗျ။အဲဒီတိုက်ပွဲဟာအော်တိုဘာလ10ရက်နေ့ညနေ6:00နာရီအထိဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကအထင်အရှားကလူနေအိမ်10လုံးကိုမိရှို့ခဲ့တယ်လို့ လူနေအချို့ကိုလည်းဖျက်ဆီးသွားခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က73ဟာတေသွားတာဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့လို့လည်းသိရပါတယ်။တိုက်ပွဲအတွင်းမှာတေဆုံးခဲ့တဲ့စစ်သားမသားအလောင်းတွေကို နေလူအတွင်းထက်ကမီးရှို့ဖျက်ဖျက်ခဲ့ပြီးမီးလောင်ကျွမ်းခြင်းမရှိခဲ့တဲ့စစ်သားမသားအလောင်းတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမီးတကြိုခဲ့ရတယ်လို့လည်းသိရပါတယ်။အဲလိုစစ်တပ်စစ်ကြောင်းကရွာတွေကိုမီးရှို့ခြင်းမှာ ကျန့်ဖို့အမတ်လောင်းပြူစောတီနိုင်ဦးရဲ့နေရပါဝင် ကျန့်ဖို့အမာခံတွေရဲ့နေအိမ်၅လုံးလဲပြာကျသွားခဲ့လို့လည်းသိရပါတယ်ရှင်။စကိုင်းတဲ့တဲ့ဘောက်ကိုတက်ဆက်ပေးကြပါတယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်အောက်တပ်သားရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတိုက်ခတ်ခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီတပ်သား30ခန့်ထေသွားခဲ့လို့ပဲခူးခင်အမှတ်23တရင်က တာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်။တတင်ပါလာ18ရက်နေ့ကမန္တလေးမြို့ကောင်းဝွန်စစ်ကမ်းကနေတန်ခွန်သင်းမော်တွေနဲ့ AR မြေကြောင်တိုင်းစံတက်လာတဲ့စစ်တပ်စစ်ကောင်စီတပ်သားတွေဟာစတင်ပါလာ18ရက်နေ့နေ့လယ်7နာရီဝန်းကျင်ချိန်မှာဝက်လက်မြို့နယ်အောက်တတရွာကိုရောက်ရှိလာခဲ့ပြီးယာယီအခြေချတပ်ဆွဲခဲ့လို့လည်းသိရှိရပါဗျ။အဲဒီလိုတပ်ဆွဲထားတဲ့အကြက်ဖက်စစ်ကြောင်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကစတင်ပါလာ18ရက်နေ့ကနေစတင်ပြီး ဝိုင်းဝန်းပိတ်ဆို့ထားကအပေါ်တက်တာကြွားကနေအသင့်စောင့်ကြိုတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုစောင့်ကြိုနေတဲ့အပေါ်တက်တာယူအကိုစက်တင်ဘာလ28ရက်နေ့နေ့လယ်12:30မိနစ်အချိန်မှာအကျန်းဖယ်စစ်တပ်ကစစ်ကြောင်းလို့လာတဲ့အတွက်အပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာအကျန်းဖယ်စစ်သားတွေဘက်ကအထင်နာကဖယိုဖယဲနယ်ပြန်လည်ဆုတ်ခွာသွားပြီးရနောက်စက်တင်ဘာလ28ရက်နေ့မွန်လွယ်နေ့လောက်မှာတော့ ထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရပါဗျ။ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေအနေနဲ့ခရဲမလုံလောက်မှုကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရပြီမဲ့လေစတင်ပါလ16ရက်နေ့ကနေစတင်ပါလ28ရက်နေ့ထိတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်သား30ခန့်သေသွားခဲ့တယ်လို့ပဲခူးကံအမှတ်23တပ်ရင်းကတာဝန်ရှိသူတို့ကပြောပြပါဗျ။အဲ့ဒီတိုက်ခိုက်မှုကိုရှီဘိုကံအမှတ်15 18 23 26ကိုခုံ36 တူကဲသားဝီကန်တရင်တွေပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီတိုက်ပွဲတွေမှာအကြမ်းဖက်စစ်သားအများအပြားသေသွားတာကိုတော်လန်ရဲဘော်တွေကမျက်မြင်တွေ့ရှိရတာနဲ့ဖမ်းဆီးရရှိခဲ့တဲ့စစ်တုံးပန်းတွေရဲ့ပြပြကျဲရသိရှိခဲ့ရတာဖြစ်တယ်လို့လည်းရှီဘိုခရံတရင်23ကထုတ်ပြန်ထားပါတယ်ရှင်။ ပဲခူးသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ပဲခူးတိုင်းအုပ်ဖို့မြို့နယ်အိုးတဲကုံအကြက်ဖက်စစ်တပ်ကိတ်မှာစစ်သားနယ်ပြူစောတီတွေစကားများရပ်ဖြစ်ရာကနေအချင်းချင်းပြစ်ခတ်မှုဖြစ်ပွားပြီးတဦးဟာတေသွားခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်အော်တိုဘာလ9ရက်နေ့ညနေ9:00အချိန်လောက်ကအုပ်ဖို့မြို့နယ်အိုးတဲကုံစစ်တပ်ကိတ်မှာကင်းဆောင်နေတဲ့စစ်သားနယ်ပြူစောတီတွေစကားများရပ်ဖြစ်ရာကနေ အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီပြစ်ခတ်မှုအတွင်းမှာပြူစောတီတူဟာနေရာမှာတွင်ပွဲချင်းပြီးတည်သွားကြတာဖြစ်ပြီးစစ်သားတူမှလည်းပြည်စေးုံမှာအရေးပေါ်စေကူတမှုခံယူနေရလို့လည်းသိရပါတယ်။အဲ့ဒီအိုးတဲကုံစစ်တပ်ကဟာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာခီးသွားပြည်သူတွေစီကနေငွေကြေးအဆမတန်ကောက်ခံတာတွေကိုလှုပ်ဆောင်နေတာဖြစ်ပြီးအခုပြစ်ခတ်မှုဟာလည်း အချင်းချင်းဝေစုခွဲရကနဲ့အဝေးမတဲ့ပဲခိုက်ရန်ဖြစ်ပွားနာဖြစ်နိုင်တယ်လို့လည်းဒေသခံပြည်သူတွေကပြောပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL သိမ့်ပိုင်ထားတဲ့တီဘောမြို့ကိုစစ်တပ်ကလေရင်နဲ့ပုံကျဲချမှုမှာကလေးငယ်တူအပါဝင်၃ဦးအထိမှန်တန်ရရှိခဲ့လို့ TNL ကသတင်းထုတ်ပြန်ထားပါဗျ။အော်တိုဘားလ6ရက်နေ့မနေ့9:42မိနစ်အချိန်မှာ တီဘောမျိုးအတွင်းမိုက်ခရိုဝေ့ဆက်သွယ်ရေးအင်အားကိုစစ်တပ်ကလျင်နေပေါင်၂50ဘုံတလုံးကို လာရောက်ကျဲချတိုက်ခိုက်ခဲ့ရမှာအသက်တစ်နှစ်အရွယ်ရှိတဲ့မောင်ခညာထောအသက်23နှစ်အရွယ်ရှိတဲ့ဦးတော်နာနဲ့အသက်26နှစ်အရွယ်ရှိတဲ့ဥပဒူတို့ဟာထိမှန်တမ်းရရှိခဲ့လို့လည်းသတင်းထုတ်ပြန်ထားပါဗါးအဲ့ဒါအပြင်ဘုံကြရောက်ပောက်ကွဲသွားမှုကြောင့်မိုက်ခရိုဝေ့အဆောက်အအုံနဲ့နေအိမ်တလုံးလည်းထိခိုက်ပျက်စီးသွားခဲ့ရလို့လည်းသိရပါဗါး မနေ့ကတရင်ကျိုလပြည့်နေမှာစစ်တပ်ဟာတိဘောမျိုးအပြင်နတ်မတူမျိုးကိုလည်းလေနဲ့ဘုံကျဲတက်ခတ်မှုတွေလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်စစ်တပ်က TNL သိမ့်ပိုက်ထားတဲ့တိဘောမျိုးကိုပြစ်မှတ်ထားကမကြာခဏဆိုသူတို့လေချောင်းကနေဘုံကျဲတက်ခတ်လေးလည်းရှိပါတယ်။စစ်တပ်ကအော်တိုဝါလာ၄ရက်နေ့ကဆိုရင် တရက်ထဲမှာတိဘောမျိုးမဟဲရွာနဲ့အုံမှုကြီးရွာမှာလေချောင်းတဲ့ဘုံလာရောက်ကျဲချတက်ခတ်ပြီးရတဲ့နောက်မှာညနေပိုင်းအချိန်မှာလဲမြို့တွင်းဇက်စုရက်ွက်နဲ့ ကျင်းဒီကျေးရွာကိုလည်းဘုံထမှန်လာရောက်ကျဲချတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီလေကြောင်းတိုက်ခတ်မှုကြောင့်ကျင်းဒီကျေးရွာကပြည်သူအုပ်ဟာတည်ဆုံးခဲ့ရပြီးသုံးဟာထိမှန်ဒဏ်ရရှိခဲ့တယ်လို့ဖုန်ကြီးကျောင်းနဲ့စာတင်ကျောင်းအပါအဝင် နေအိမ်၃လုံးနဲ့ထိမှန်ပျက်စီးသွားခဲ့လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။